မေရိကန်ဆိုရဟာចောင်းသားဗီဇာလျှောက်ထားသူတွေရဲ့လူမှုကွင်းအကောင့်တွေကိုစီစစ်မှုတိုးချဲ့ဖို့ပြင်ဆင်နေချိန်မှာကမ္ဘာတစ်လောကចောင်းသားဗီဇာအင်တာဗျူးတွေကိုယာယီဆိုင်းငံ့လိုက်ပါတယ်တရုတ်ចောင်းသားဗီဇာတွေကိုလည်းတင်းတင်းကြပ်ကြပ်ရုပ်သိမ်းမယ်လို့ထပ်မံကြေညာထားပါတယ်တစ်ချိန်တည်းမှာပဲဂျူးမုံဒီတွေခိုးအောင်နေတယ်အယူဆရေးရဗက်လိုက်မှုတွေရှိတယ်ဆိုပြီးတော့ Harvard တက္ကသိုလ်အပါဝင်အမေရိကန်တက္ကသိုလ်ကြီးတွေအတွက်ပြည်ထောင်စုရန်မုံငွေတွေဒေါ်လာဘီလီယံချီဆိုင်းငံ့ထားပါတယ် ဒါဟာတကယ်ပဲအမျိုးသားလူမျိုးရေးအတွက်လားအတိုက်ခံအတန်တွေကိုနှုတ်ဆက်ဖို့အတွက်လားအမုန်းတရားကိုအမြင့်ဖြုတ်ဖို့လားပညာရေးကိုနိုင်ငံရေးအတွက်အသုံးချဖို့ရည်ရွယ်နေတာလားဆိုတာဒီတစ်ပတ်လှုပ်လှချရာကဘာတလားအစီအစဉ်မှာရှုစားကြရမှာဖြစ်ပါတယ်နိုင်ငံတကာကျောင်းသားဗီဇာကျောင်းသားလဲလှယ်ဗီဇာအတွက်အင်တာဗျူးသစ်စီစဉ်မှုတွေရပ်ဆိုင်းထားဖို့မေလ29ရက်နေ့မှာနိုင်ငံရေးဝန်ကြီးမာကိုရူဘီယိုကအမေရိကန်တန်ယုံတွေအားလုံးကိုညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်ဒီရပ်ဆိုင်းမှုဟာ နောက်ထပ်လမ်းညွှန်ချက်မထုံမချင်းတည်မြဲမှာဖြစ်ပါတယ်။ကျောင်းသားဗီဇာလျှောက်ထားသူအားလုံးရဲ့လူမှုကွန်ရက်စီးစမှုဆိုင်ရာသတ်မှတ်ချက်တွေကိုကြေကြေပြန့်ပြန့်တိုးချဲ့ဖို့ရှိတဲ့အတွက်အခုလိုဆိုင်းငံ့ထားတာလို့ဆိုပါတယ်။အရင်ကြိုတင်ချင်းဆိုပြီးသားအင်တာဗျူးတွေတော့ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ဒါဟာနှောင့်နှေးမှုတစ်ခုတတ်တတ်မဟုတ်ဘဲနဲ့လုံးဝလမ်းဆုံးသွားမှာကိုကျောင်းသားအများစုကစိုးရိမ်နေကြပါတယ်။စင်းစရားတွေရ2023ခုနှစ် အမေရိကန်မှာတက်ရောက်တင်ကြားနေတဲ့နိုင်ငံခြားသားចောင်းသားအကြီးတွေဟာတည်သမှ၃သန်းရှိခဲ့ပြီးတော့လက်ရှိမှာလဲတသန်းကျော်ရှိနေလို့ခန့်မှန်းထားတယ်ဒီလူတွေပဲစိတ်ဆူဆန္ဒပြအမေရိကန်ကိုအော်ဟစ်နေတာပြီးတဲ့အတိုင်းပဲသူတို့တွေကဂျူးစမ်းကျင်ရင်တမားတွေဒါမှမဟုတ်တခုခုပဲလေကျတို့ဒီမှာပြဿနာရှာတဲ့သူတွေမလို့ရှင်ဒါပြင်မေလ28ရက်နေ့မှာတော့နိုင်ငံတွင်းမှာတင်ကြားနေတဲ့တရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကို ပြည်ပြင်းထန်ထန်ရုပ်သိမ်းသွားမယ်လို့နိုင်ငံရေးဝန်ကြီးကထပ်မံထုတ်ပြန်ပါတယ်။တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်ဆက်နေသူတွေအရေးကြီးတဲ့နယ်ပယ်တွေမှာတင်ကြားနေတဲ့သူတွေပါဝင်မှာဖြစ်တယ်လို့ကြေညာချက်မှာပါရှိပါတယ်။အမေရိကန်မှာတရုတ်ကျောင်းသားအရေးအတွက်၃သိန်းလောက်ရှိနေလို့ခန့်မှန်းပါတယ်။အမေရိကန်ဗီဇာဖောင်တွေမှာဘယ်လူမှုကွန်ရက်အကောင့်တွေသုံးစွဲတယ်ဆိုတာထည့်သွင်းဖော်ပြပေးရတာကတော့2019ခုနှစ်ကတည်းကဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးဝန်ကြီးရဲ့ညွှန်ကြားချက်မှာတော့ ကျောင်းသားတွေအတွက်မဖြစ်မနေစီစဉ်မှုဖြစ်တိုးမြင့်တတ်မှတ်ထားသလိုမွတ်စလင်လူများစုနိုင်ငံတွေထောက်လိုင်းရေးမိဘတွေကသတိထားရမယ်လို့ဖော်ပြထားတဲ့နိုင်ငံတွေကလူတွေကိုအဓိကစီစဉ်မှာဖြစ်ပါတယ်အခုခါမှာလိန်လယ်မှုကာဝေးယူနစ် Fraud Prevention Unit ဟာရွေးချယ်စစ်ထုတ်လိုက်တဲ့ရှောက်ထားသူတွေရဲ့ online လှုပ်ရှားမှုတွေ like တွေ share တွေ comment တွေ emoji တွေအထိပါစစ်စစ်တော့မှာဖြစ်တယ်လို့ဆိုပါတယ် ပါလက်စတိုင်းကို ထောက်ခံတဲ့အကြောင်းအရာတို့အမေရိကန်နိုင်ငံရဲ့မူဝါဒကိုဝေဖန်ထားတာလို့ဆိုရင်ပြဿနာရှိလာနိုင်တယ်လို့ပါသုံးသပ်နေကြပါတယ်။လက်ရှိမှာလည်းတက်ရောက်တင်ကြားနေသူတွေကဗီဇာရုပ်သိမ်းခံရသူတွေအများပြားရှိလာခဲ့ပါတယ်။ဥပမာပြောရရင်ကိုလံဘီယာတက်ကတူကပါလက်စတိုင်းဘွဲ့လွန်ကြောင်းသားမာမုတ်ခါလီဟာဂရင်းကတ်ဆုံးရှုံးခဲ့ရပါတယ်။တူရကီကဖူဘရိုက်စကောလာရှစ်ကျောင်းသူရူမေဆာအော့စတက်ဟာကျောင်းတွင်းသတင်းစာဆောင်မတဲ့ပုံမှာအစ္စရေးနိုင်ငံမှာယင်းနှိမ့်ညွန့်နှံထားတာတွေ ြန်ထုတ်ဖို့တိုက်တွန်းရေးသားခဲ့တာကြောင့်ထိမ့်သိမ်းခံခဲ့ရပါတယ်။လက်ရှိစစ်ဆေးမှုဟာနောက်ကျောင်းစစ်ဆေးတာတသက်မဟုတ်တော့ဘဲနဲ့နိုင်ငံရေးဘလို့ရက်တည်ရဲဆိုတာဖော်ထုတ်တဲ့ political profiling ပုံစံမျိုးဖြစ်လာတယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဒါဟာအမေရိကန်အခြေခံဦးတွေကကာကွယ်ပေးထားတဲ့လွတ်လပ်စွာရေးသားထုတ်ဖို့ဝင်းတော့ပြစ်ဒဏ်ပေးခံရတယ်လို့ဖြစ်လာတယ်လို့လည်းသုံးသပ်နေကြပါတယ်။ Right. So Secretary Noam either in her letter or in a recent statement. ဝင်ကြီးနိုးမြတ်စာမာရောမကြသေးငင်ဟာကြေညာချက်မာရောအဲ့ဒီချက်ကိုပြောထားပါတယ်။အတိအကျကိုကပြောတာတော့မဟုတ်ဘူး။ဒါပေမဲ့ Harvard ကအတိုက်ခံတွေဂျူးစန့်ကျင်ရေးတွေပေါက်ဖွားရနေပြီဖြစ်နေတယ်တဲ့။ဒီနေရာကတနည်းနည်းနဲ့အနာဂတ်အကျန်းဖတ်သမားတွေခိုးလုံရဖြစ်နေတယ်လို့ပြောထားတာရှိတယ်။အဲ့ဒါကြောင့်သူတို့တွေကတခြားဌာနတွေနဲ့မကင်တွယ်ပဲနဲ့အမိမြေလုံးချုပ်ရေးဌာနကတဆင့်သွားတာပေါ့လေ။ Harvard ကနိုင်ငံတကာကျောင်းသားတွေက အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးအတွက်တနည်းနည်းနဲ့ချိန်ချောက်မှုဖြစ်လာတယ်ပေါ့ဒါကလုံးဝတာတကဖြစ်စဉ်လည်းမရှိဘူးတဲ့ကိစ္စမျိုးပါဧပြီလအစောပိုင်းမှာတမနာထရန်ဟာ Harvard တက္ကသိုလ်ရဲ့နိုင်ငံတကာကျောင်းသားနဲ့သုတေသနပညာရှင်လက်ခံပိုင်ခွင့်ကိုရုပ်သိမ်းခဲ့ပါတယ်။အဲ့ဒီမတိုင်မီကလည်းပြည်တော်စုထောက်ပံ့ခြင်းဒေါ်လာ2.65ဘီလီယံအထိဆိုင်းငံ့ထားပြီးဖြစ်ပါတယ်။လက်ရှိမှာလည်းပြည်တော်စုအေဂျင်စီအားလုံး Harvard နဲ့စာချုပ်တွေဖျက်သိမ်းထားခြင်းရှိမရှိစစ်စစ်ဖို့ညွှန်ကြားထားပါတယ်။ ဟာဗန်ရဲ့အစိုးရဌာနတွေကြားစာချုပ်30လောက်ရှိပြီးတော့ဒေါ်လာတန်း100လောက်တန်ဖိုးရှိမယ်လို့ခန့်မှန်းထားပါတယ်။အကြောင်းပြချက်ကတော့ဟာဗန်ရဲ့တင်ယိုးကျောင်းဝင်ခွင့်နဲ့ဝန်ထမ်းခန့်မှုမူဝါဒတွေပြုပြင်ပြောင်းလဲဖို့အေမီရိုရဲ့လမ်းညွှန်ချက်တွေမလိုက်နာလို့ဆိုပြီးတော့ဖြစ်ပါတယ်။ဟာဗတ်တက်ကတို့ဟာအမုံတရားနဲ့မိုင်မဲမှုကိုလှုံ့ဆော်ပေးနေပြီးတော့လမ်းပြောင်နေပြီလို့တမနာထရန့်ကမှတ်ချက်ချခဲ့ပါတယ်။ And look, I know it may surprise you because he seems so obsessed with us. But Donald Trump doesn't actually care about Harvard. Donald Trump ကကျွန်တော်တို့ကိုအရင်အာရုံစိုက်နေတာကိုအံဩကောင်းအံဩနေကြမှာပါ။တကယ်တော့ Harvard ကိုသူကယူစိုက်တာမဟုတ်ဘူး။ Harvard ကိုဖြိုကျဉ်နေတာဘာလို့လဲဆိုတော့တက္ကသိုလ်တွေဟာလွတ်လပ်တဲ့ idea တွေနဲ့လွတ်လပ်စွာယူသားထုတ်ပေါ်ဝင်ကိုကိုစားပြုလို့ပဲ။အဲ့ဒီအတွက်သူရှိကရုရှားတို့တူရကီတို့ဟန်ဂရီတို့လိုနေရာတွေကအာဏာရှင်ဆန်တဲ့အုပ်စုတွေလိုပဲ။ Donald Trump ကတက္ကသိုလ်တွေကိုတိုက်ခိုက်နေတာ။ Harvard တက္ကသိုလ်မှာ အမှန်တန်ကြီးမားပြီးတော့နိုင်ငံအချို့ရဲ့ GDP ထက်တောင်များတဲ့ဒေါ်လာ53.2ဘီလီယံငွေပဒေသာပင်ရှိနေပါတယ်။ဒါပေမဲ့လက်တွေမှာတုံးရတဲ့လုပ်ငန်းစဉ်ကရှုပ်ထွေးပါတယ်။ပဒေသာပင်ပတ်စံ80ရာခိုင်နှုန်းလောက်ဟာလူတန်းသူတွေကသတ်မှတ်ထားတဲ့ scholarship သုတေသနနဲ့ဌာနရာထူးနေရာတွေအတွက်ပဲတုံးရမယ်လို့ဥပဒေအရကန့်သတ်ထားတာဖြစ်ပါတယ်။ပမာဏအနည်းငယ်လောက်ကိုပဲလိုအပ်သလိုတုံးဆွဲနိုင်ပါတယ်။ဒါကြောင့်ဆောင်ရွက်ပုံမှာ Harvard ကအရန်ချမ်းလာပြီမဲ့ရမွေတကယ်ရက်သွားရင်နေ့စဉ်လက်ပတ်မှုတွေ အကြီးကျယ်ထိခိုက်သွားနိုင်ပါတယ်။လက်ရှိမှာတော့ transfer ရဲ့ဆောင်ရွက်ချက်ဟာလက်တုံ့ပြန်မှုအခြေခံဥပဒေနဲ့မညီညွတ်မှုမျိုးဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ကောက်ချက်နဲ့ပြည်တော်စုတရားသူကြီးတူကယာယီဆိုင်ငံ့ပေးထားပါတယ်။ဒါပေမဲ့ Trump ကနောက်တစ်ဆင့်တက်အရေးယူဖို့ပြင်ဆင်နေပါတယ်။ Harvard ရဲ့အခွန်ကိလုခွင့်ရအစင်တန်းကိုဖယ်ရှားပစ်မယ်လို့ချိန်ကြောက်တာဖြစ်ပါတယ်။ But tax exempt status I mean အခွန်ကင်းလို့ခွင့်အစင်တန်းဆိုတာကျုပ်ပြောချင်တာကဒါကအခွင့်ထူးတစ်ခုပါအားဘတစ်ခုတည်းမဟုတ်ပဲဒါကိုအလွဲလုံးနေတာအများကြီးပဲအဲ့ဒီတော့ဘလို့လုံးအောင်လဲကြည့်ကြတာပေါ့နိုင်ငံအကြောင်းသားတွေဟာအမေရိကန်စီးပွားရေးမှာနှစ်စဉ်ဒေါ်လာ43ဒသမ8ဘီလီယံလောက်ထောက်ကူပေးနေတယ်လို့စင်စရားတွေကဖော်ပြပါတယ်သူတို့အများစုကအကြောင်းလာကကိုအပြည့်ပေးရတာဖြစ်တဲ့အတွက်အမေရိကန်အကြောင်းသားတွေအတွက်တတ်တာအောင်စိုက်ထုတ်ပေးရရောက်ပါတယ် AI ဆေးပညာနဲ့အင်ဂျင်နီယာပညာလို့ level ရဲ့ ုပြည်ထနာလုပ်ငန်းစဉ်တွေမှာအမေရိကန်ကထိတ်ဆုံးကရှိနေအောင်ကူညီပေးနေရလဲဖြစ်ပါတယ်။ Harvard ရဲ့ budget ဆိုရင်2024တနစ်စာရင်6.4ဘီလီယံရှိပြီးတော့အဲ့ဒီထက်က16ရာခိုင်နှုန်းဟာပြည်ထောင်စုထောက်ပံ့ကြီးကနေလာတာ ဖြစ်ပါတယ်။ Trump ရဲ့တိုက်ခိုက်မှုဟာ Harvard တကြောင်းထဲပေါ်မှာတော့မဟုတ်ပါဘူး။အစိုးရရဲ့ဂျူးစန်းကျင်မှုတိုက်ဖျက်ရေးလုပ်ငန်းဖွဲ့ဟာအ ਨੇ ဆုံးတက်ကတော့60လောက်ပေါ်ထောက်ပံ့မှုတွေကိုပြန်သုံးသပ်နေပါတယ်။ဝေဖန်သူတွေကတော့အမေရိကန်အစိုးရရဲ့လက်ရှိကင်တွယ်မှုတွေဟာ ဆန္ဒပြဆိုင်းဖို့ကိုရှင်းပစ်ဖို့တခွဲကန်းကိုမီးရှို့ပစ်လိုက်တာနဲ့တူနေတယ်လို့သုံးသပ်ကြပါတယ်။ဖြီတော်စုထောက်ပံ့ကြေးကြီးရှော့ချလိုက်တာဟာကင်စာသုတေသနကနေတီထွင်စမ်းသပ်မှုတွေအထိထိခိုက်မှုရှိလာနိုင်တယ်လို့လည်းခံမှန်းနေကြပါတယ်။ but perhaps ဒါကဟာဘတ်တက္ကသိုလ်ကိုကြီးရွယ်တာမဟုတ်ဘူးအစင်းမြင့်ပညာနယ်ပယ်တစ်ခုလုံးကိုသတင်းစကားပါလိုက်တာ အစိမ့်ပညာဌာနတွေဘလို့ရှိတင်တယ်ဆိုတော့ဒီအစိုးရကတွေးခေါ်ယူဆတဲ့အတိုင်းကိုက်ညီအောင် တွေးခေါ်ဖို့လိုတယ်ဆိုတာအတိပေးလိုက်တာထရန်အစိုးရရဲ့တောင်းဆိုချက်ထဲမှာအဓိကအချက်တွေကတော့အရှိလေပိုင်းလေးလာမှုဆိုင်ရာဌာနတွေကို အလုံးစုံစစ်ဆေးပြုပြင်ပေးဖို့မတူကွဲပြားမှုတာတူညီမျှမှုအားလုံးပေါင်းမှုဆိုတဲ့ဒီရိုင်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ထိန်းချုပ်ဖို့ တချို့ program တွေကိုပြည်တော်စုအစိုးရကြီးကြပ်မှုအောက်မှာထားဖို့ဖြစ်ပါတယ်။ Olympia တက္ကသိုလ်ကတော့ లై လျောလက်ခံပေမဲ့ Harvard တက္ကသိုလ်ကတော့တင်းခံနေတာဖြစ်ပါတယ်။ဒါတော့အပြည့်အဝမဟုတ်ပေမဲ့အစိုးရတောင်းဆိုချက်တိုင်းလိုင်းနာဆောင်ရွက်ပေးခဲ့တာတွေရှိပါတယ်။ Olympia တက္ကသိုလ်ကိုအမျိုးသားကျန်းမာရေးဌာနကပေးရတဲ့ထောက်ပံ့ကြီး400ကျော်ရပ်ဆိုင်းခဲ့တဲ့အတွက် Alzheimer, စီဂျူ၊မိခင်ကျန်းမာရေးသုတေသတွေအတွက်တက်ရောက်မှုရှိခဲ့ပါတယ်။ USA အထောက်ပံ့တွေပျောက်သွားတဲ့အတွက် John Hopkins တက္ကသိုလ်ကအလုပ်ကိုင်း2200ကျော်ရှော့ချခဲ့ရပါတယ်။ Fulbright Scholarship နဲ့ Scholar လဲလဲအစီအစဉ်တွေပါမေးမရဖြစ်လာပါတယ်။ဒါဟာကျွေးကြော်တန်တွေကိုထိခိုက်တာမဟုတ်ဘဲနဲ့သိပ္ပံပညာကိုထိခိုက်စေတဲ့ပြင်းထန်တဲ့အပြစ်ပေးမှုတရက်ပဲလို့ Yale Tech လို့ဘာမို့ခမီဂန် OUG ကတုံ့တက်ပါတယ်။ Just just the requests that they're making of Harvard and other universities. Harvard နဲ့တခြားတက္ကသိုလ်တွေကိုသူတို့လုပ်တဲ့ဟာကဌာနတွေရောကျောင်းသားတွေကိုပါအမြင်ရှုတော့စစ်တမ်းကောက်တာပါ။ ideology ယုံကြည်မှုတွေနိုင်ငံရေးလှုပ်ရှားမှုတွေကိုသိအောင်လို့ပေါ့ဒါမျိုး American ပြည်ထောင်စုမှာမမြင်ရတာတော်တော်ကြပါပြီမကာတီဝါဒနဲ့အနီကျောက်ခေတ်ကာလတုန်းကတော့လူတွေကိုပို့ပြီးတော့ဆက်ဆူတာမျိုးရှိခဲ့တယ်။ယဉ်ကျေးကျေးပြောရရင်တော့လူတွေရဲ့နိုင်ငံရေးအမြင်တွေနဲ့လှုပ်ရှားမှုတွေအကြောင်းပေါ့။ဒါပေမဲ့မကာတီဝါဒကတော်တော်ကြီးမားတဲ့စန့်ကျင်ဘက်တုံ့ပြန်မှုမျိုးနဲ့ရင်ဆိုင်ခဲ့ရတယ်။စီအေးခေတ်တလျှောက်လုံးက27ရာစုကာလအများစုမှာပါဒီလွတ်လပ်စွာ ်ရေးသားထုတ်ဖော်ခွင့်လလတ်စွာတွေးခေါ်ခွင့်ရှိမှုအတွက်အမေရိကကသူ့ကိုယ်သူခုံယူခဲ့တာလေ Well I think a lot of the administration sees universities as a hotbed of liberals. အစိုးရတွေကအများစုကတက္ကသိုလ်တွေကို liberal တွေတိုးတက်ရေးအမြင်ရှိသူတွေပေါက်ပွားရနေရမာဂန်မူဝါဒတွေကိုစန့်ကျင်သူတွေစုဝေးရနေရလို့မြင်ကြတယ်။သူတို့တွေအတွက်ဒါကတားပေါက်တဲ့နေရလို့မြင်တာ။ဒါကြောင့်ဒီတားပေါက်တဲ့နေရကိုဖျက်နိုင်ရင်တိုးတက်ရေးအမြင်ရှိသူတွေ ဆိုလိုတာအစိုးရရဲ့မျိုးသားရေးဝါဒနဲ့ဘူရင်းနေထိုင်သူကောက်ဝဲရေးဝါဒတွေကိုစန့်ကျင်တဲ့ပြည်သာတတ်တွေအများကြီးမရှိတော့ဘူးပေါ့ကျောင်းသားဆန္ဒပြပွဲတွေနဲ့အတိုက်ခံတွေကိုအတန်တိတ်စေခြင်းနဲ့အစိုးရရဲ့အာထုံမှုဟာအမေရိကန်ရဲ့ကမ္ဘာခေါင်းဆောင်မှုအခမ်းအနားကိုထောက်မပေးထားတဲ့သူတေသနနယ်ပယ်ကိုနှိမ်နှင်းသလိုဖြစ်နေတယ်လို့လည်းဝေဖန်နေကြပါတယ်အခုဖြစ်နေတာကပတ်စံကိစ္စတတ်တတ်တော့မဟုတ်ပါဘူးတက္ကသိုလ်တွေအနေနဲ့တင်ကြားခွင့်သူတေသနလောက်ခွင့် အတိုက်ခံလောက်ခွင့်ဆိုတဲ့အခွင့်အရေးကိုဆက်ထိန်းထားမလားလွတ်လပ်ခွင့်ဆိုတာဟာနိုင်ငံရေးအရနာခံမှုအပေါ်မှာမှီခိုတဲ့အခြေအနေအောက်မှာဆက်သွားမလားဆိုတာဆုံးဖြတ်ရတဲ့ကိစ္စဖြစ်လာပါတယ်ဗီဇာဟာဗတ်တက္ကသိုလ်နဲ့အဆင့်မြင့်ပညာရေးလောကရဲ့ပြဿနာကြီးပဲတော့မဟုတ်ပါဘူးကျောင်းသားတွေနဲ့တက္ကသိုလ်တွေကိုပြစ်မှတ်ထားတာဟာလုံခြုံရေးအားကောင်းနေကြတယ်အားကောင်းလို့လုံုံမဟုတ်ဖဲနဲ့လွတ်လပ်စွာရေးသားထုတ်ဖို့ဝင့်ပညာရေးဆိုင်ရာလွတ်လပ်ခွင့်နဲ့ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့နေကြားမြင်းတွေကိုပြန်လည်ပုံဖော်နေတာဖြစ်ပါတယ်။ဒီကာလဟာနိုင်ငံတကာအကြောင်းသားတယောက်အတွက်တော့ဗီဇာဆိုင်ငံ့ခံလိုက်ရလို့ရှေ့မဆက်နိုင်ဖြစ်နေရတဲ့အခိုက်အတန့်ပမောက္ခတယောက်အတွက်တော့တူးတူးဒေသနာတွေညာရင်းချင်းရမုံငွေအထောက်ပံ့ဆုံရှုံလိုက်ရတဲ့အခိုက်အတန့်ဖြစ်နိုင်တယ်လို့တက္ကသိုလ်တွေအတွက်တော့တံမိုးစံနှုန်းတွေကိုကာကွယ်နေရတဲ့ကာလလည်းဖြစ်ပါတယ်။နိုင်ငံရေးဟာစာသင်ခန်းတွေထဲဝင်လာခဲ့ရင်အတိုက်ခံလုပ်မှုဟာအန်ရဲလို့သတ်မှတ်ခံရရင် တင်ကြားရေးဆိုတာဟာတစ္ဆာရှိမှုကိုစမ်းသပ်မှုတသက်ဖြစ်လာခဲ့ရင်တကယ်ပညာတက်သွားပြီဆိုတာဟာကြောက်တက်သွားတာပဲဖြစ်ပါလိမ့်မယ်။ကမ္ဘာကြီးဟာအမေရိကတက္ကသိုလ်ကျောင်းပရဝုန်တွေတဲကိုလေးစားအားကျစွာမျှော်ကြည့်ခဲ့ရတာဟာဘွဲ့ဒီဂရီတွေတခုတည်းတော့မဟုတ်ပါဘူး။ idea တွေ dialogue တွေလေးလာတွေ့ရှိမှုတွေအတွက်ဖြစ်ပါတယ်။အခုဖြစ်နေတာတွေဟာအမေရိကရဲ့အဲ့ဒီအမွေနှစ်ကိုအကောင်းဘက်ကပြန်ပုံဖော်ပေးမလားအဆိုးဘက်ကိုရောက်သွားစေနိုင်မလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ လှုပ်လှရှားရှားကဘာသလားစီစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါ